အာဂျင်တီးနားတင်မင်းတမန်ယထာလန်ကဒီချက်တွေကြောင့်ခီးတဲ့တွေကိုသတိလေးစီတဲ့အထီးကြောက်စရာကောင်းနေတယ်။ပရိသတ်များအလုံးမဲ့မင်္ဂလာပါမြ။ဘာမအိတ်သုံးလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါရီ။အာဂျင်တီးနားနိုင်ငံရဲ့အနောက်မြောက်ပိုင်းစတာလာပြည်နယ်မှာတည်ရှိတဲ့ Tiran Alas Nubas တင်တိုင်များစီတို့ယထာကကမ္ဘာပေါ်မှာအမြင့်မားဆုံးယထာလန်တွေကတခုဖြစ်ပြီးတော့သူ့ရဲ့ရင်သက်ရှူမောပဲရှူကင်းများနဲ့လူကြောက်စရာကောင်းတဲ့အတွေ့အကြုံတွေကိုပါပေးဆွမ်းပါရီ။အရီထားလန်ကပင်လယ်မြေနယ်ပြင်ထက်၄၂၀မီတာ၁၃၈၅၀ပြည်အထိတက်ရောက်ပြီးတော့ ကမ္ဘာအမြင့်ဆုံးထားလန်းများတွေမှာပြင်စမမြောက်ဖြစ်ပါတယ်။သူရဲ့အင်ဂျင်နီယာဆိုင်ရာစွမ်းပကများ NRC အမြင့်မြင့်တဲ့တွင်မြများနဲ့အမြင့်ချောင်ဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုများကြောင့်ခီးတဲ့များအတွက်တကာဒီယန်ကြောက်စရာကောင်းတဲ့ခီးတစ်ခုဖြစ်လာပါတယ်။ဘာလို့ကြောက်စရာကောင်းလဲဆိုတာကိုသိရဖို့အတွက်ဗီဒီယိုကိုဇုံထိလိုက်ပြီးတော့ကြည့်လိုက်ကြအောင်ပါမြောင်။ Tanless Nubes ရထားကပင်လယ်မြေပြင်ထက် 4220မီတာလောက်ထိအမြင့်ရှိတဲ့ရထားလမ်းပိုင်းနေရာတွေမှာရှိနေပြီးတော့ဒီအမြင့်ကလူများစုအတွက်ရုပ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။အမြင့်ရောဂါ attitude sickness ကဒီကီးရဲ့အဓိကကြောက်စရာအချက်တစ်ခုဖြစ်ပြီးတော့ခီးတဲ့တချို့မှာကောင်းမှုတာအော့အန်တာအသက်ရှူကျက်တာဒါမှမဟုတ်ပိုဆိုးရင်တော့မုန်းမေလဲကြရတဲ့လက္ခဏာတွေပါခံစားရနိုင်ပါတယ်။အမြင့်7000ပေလောက်ကလေးကအရိလက္ခဏာတွေစတင်ပေါ်ပေါက်နိုင်ပြီးတော့1300ပေကျော်တဲ့အမြင့်မှာတော့ခီးတဲ့အများစုကလေတူပါရုံမှုကိုခံစားကြရပါတယ် အဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ရတားပေါ်မှာသူနာပြုတွေဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအောက်ဆီဂျင်ဘေးဆက်တွေတက်ဆင်ထားပြီးမြေအမြင်ယောဂါကခီးတဲ့တွေအတွက်စိုးရင်စရာတစ်ခုလို့ဖြစ်နေစေပါခီးတဲ့တွေကအမြင်ယောဂါကိုလျှော့ချဖို့ညစာကိုပေါ်ပေါ်ပါပါစားဖို့အေးဝဝအိပ်ဖို့အရက်ရှောင်မှုနဲ့ကိုကာရွက်ဝါတာဒါမှမဟုတ်ကိုကာလက်ဖက်ရည်တောက်ဖို့အကြံပြုခံရပါတယ်ဒါပေမဲ့အဲ့ဒီအကြံပြုချက်တွေကလူတိုင်းအတွက်ကတော့ထိရောက်မှုမရှိတဲ့အတွက်အမြင်ကြောင့်ဖြစ်ပေါ်တဲ့အမတ်မတခံစားရမှုက ဒီခီးစဉ်ကိုကြောက်စရာကောင်းစီတဲ့အချက်တခုဖြစ်ပါရီ။ Tenless New Bay ရထားလန်းက Aries Town Dan ရဲ့အနေရရှိတဲ့မြေမြတ်တွင်ပြင်ကိုဖျက်တမ်းထားပြီးတော့တရား29စင်းဥမင်20ခုညမရတရား73ခု Cute ပလန်ပုံစံ2ခုနဲ့ဈေးဈက်ပုံစံလန်း2ခုတို့ပါဝင်ပါရီ။အိုင်လန်ကျောင်းရဲ့ထင်ကြရာဆုံးအဆောက်အုံတစ်ခုဖြစ်တဲ့ La Popila Pierdet ကအမြင့်64မီတာ210ပေနဲ့ အလျား224မီတာ935ပြီရှိတဲ့ကွင်းညွတ်ထားတဲ့တမဏိတတားဖြစ်ပြီးတော့ခီးတဲ့တွေအတွက်ရင်တထိတ်တဲ့တဲတဖို့ဖို့ဖြစ်စရာအခိုက်အတန့်တစ်ခုဖန်တီးပေးပါရီအဲဒီတားကိုဖျက်ကျော်နေတဲ့အခါမှာယထာကအနေကွေးစွာရွေလျားပြီးတော့အောက်ကအနက်ဆိုင်နဲ့ကြောက်ကြီးကိုမြင်ရတဲ့အခါမှာခီးတဲ့ရဲ့နှလုံးခုံတော်ကိုမြင်တတ်စီမှာဖြစ်ပါရီယထာရဲ့ပွဲစည်းပုံကအခိုင်ခန့်ပေမဲ့၎င်းရဲ့အမြင့်နဲ့ပွင့်လင်းတဲ့ဒီဇိုင်းကြောင့်ပဲခီးတဲ့တချို့မှာတော့မူဝေမှုနဲ့အကြောင်းမှုကိုဖြစ်ပေါ်စေပါရီယထာဟာတရားပေါ်မှာရနာပြီးတော့ခီးတဲ့တွေကိုဓာတ်ပုံရိုက်ခွင့်ပေးတဲ့အခါအောက်ကကြောက်ကြီးကိုငုံကြည့်ရတဲ့အတွေ့အကြုံက တချို့အတွက်ကတော့ယင်ဖို့ကြာဖြစ်စီမှာဖြစ်ပြီးတချို့အတွက်ကတော့ကြောက်မက်ဖွေရတောင်ဖြစ်နေပါရင်ဒါပြင်ယထာလန်ရဲ့ဈေးစံတဲ့ Q ပလန်ပုံစံတွေကတောင်ဆောင်တွေကိုဖျက်ကျော်ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးတော့ဒီပိုင်းညီမာယထာကရှေရိုးနောက်ဆုတ်ပုံစံနဲ့ရွေးရှားရတာကြောင့်ခီးတဲ့အတွက်ထူဆန်းပြီးတော့တခါတည်းမှာစိတ်လှုပ်ရှားစရာဖြစ်စီပါရင်ဒီလိုမျိုးယထာရဲ့ရွေးရှားပုံစံနဲ့အန်ရရှိတဲ့တောင်တန်းလမ်းကြောင်းတွေကခီးစဉ်ကိုပိုပြီးတော့ကြောက်စရာကောင်းစီပါရင်တောင်ငါးဦးနဲ့မှာယထာစီက3500မီတာ11500ပီအမြင့်မှာရက်တန်သွားခဲ့ပြီးခီးတဲ့တွေကိုရဟရင်နဲ့ကဲထွားတဲ့ဖြစ်ရတဲ့ခုလည်းဖြစ်ပွားခဲ့တာပါ ဒီလိုဖြစ်ရတဲ့ကယထာခီးစဉ်ရဲ့အနေရရှိတဲ့တဘာဝတွေကိုပုံမတိတာစီကြောင်းမှာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးထူးတင်ရှိပါရမြောင်